အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဝက်ဘူဖာထန်တော့အကြောင်းတကြောင်းကိုရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အရန်လည်းထူးဆန်းပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့တော့အကြောင်းလေးတစ်ကြောင်းပဲဖြစ်ပါတယ်တင်ရှိတဲ့ကတော့မုတဟန်မြို့နယ်တဲကခန်းအမွန်ရွာမှာပဲဖြစ်ပါတယ်ခင်ဗျโอเคအားလုံးပဲလိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာ အခုဒီမှာမြင်တွေ့နေရတဲ့တဘာចောင်းဆောင်လေးတွေ ਆ ဆိုလို့ရှိရင်ဒီတောင်ပေါ်မှာအများကြီးရှိတယ်ပေါ့နော်အခုကျွန်တော်တဘာចောင်းဆောင်လေးတွေရှိတဲ့နေရာကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုသွားရောက်ပြီးတော့ပြသပေးသွားမှာပဲဖြစ်ပါတယ်အဲဒီမြင်တွေ့နေရတဲ့ចောင်းတွေမှာဆိုလို့ရှိရင်ဘုံကြီးတန်ကားတွေတဘာမှမရှိဘူးပေါ့နော်ဆွန့်ပစ်ထားတဲ့ပုံစံမျိုးကြီးတောင်ဖြစ်နေတယ်ဒါပေမဲ့တဘာတလေတခါတလေမှာလာရောက်ပြီးတော့တည်င်းတုံးတာတော့ရှိရဲ့တဲ့အဲဘုံကြီးတော်တော်များများပေါ့နော်ဒီတောင်ပေါ်မှာတကြတဲ့မတော့နိုင်ဘူးလို့သိရတယ် တချို့ပြောကြတာကလည်းပေါ့နော်အဲဒီတောင်ဟာဆိုလို့ရှိရင်ဒါမြန်မာဘွားလားနဲ့ပြောမယ်ဆိုလို့ရှိရင်အဲကြက်တင်နေတဲ့တောင်ပေါ့နော်ဒီကြက်ဆိုလာကတော့သိပါလိမ့်မယ်နန္ဒာဘွားဝိညာဉ်လောကသားတွေနေတဲ့နယ်မြေပေါ့နော်အဲ့ဒီနာမှာလာရောက်ပြီးတော့သတင်းသုံးတဲ့ယဟန်တန်ကားတွေအရဆိုလို့ရှိရင်တောင်ရုံတောင်ရုံဝါနုတဲ့ပုံကိုယ်တွေတမာတိတိတ်မကောင်းတဲ့ယဟန်တွေဆိုလို့ရှိရင်ဒီမှာကြာကြာသတင်းမသုံးနိုင်ဘူးလို့သိရတယ်ပေါ့နော်ဒါကကျွန်တော်သိရတာလေးတွေကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြန်လည်မျှဝေပေးတာပဲဖြစ်တယ်ပေါ့နော်ကျွန်တော်ကထိုင်းလူမျိုးတည်းမဟုတ်ဘူးပြီးတော့ ဒီထိုင်းရဲ့တမိုင်းကြောင်းတွေကိုလည်းကကနနာကျွန်တော်လေးလာနိုင်တဲ့အနေထားလည်းကျွန်တော်မှမရှိဘူးဒါကြောင့်အဲဒီပတ်ဝန်းကျင်မှာနေထိုင်တဲ့ဒေသခံတွေရဲ့ပြောကြားတဲ့အပေါ်မှာကျွန်တော်ကမှသတင်းကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြန်လည်ပြီးတော့ပြောပြပြောပြပေးတာပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့လိုအပ်တာလေးလေးရှိနေနားလည်ပေးဖို့မေတ္တာရက်ခံပါတယ်ဒီပတ်ဝန်းကျင်မှာနေတဲ့ဒေသခံတွေရဲ့ပြောပြချက်အရဆိုလို့ရှိရင်ပေါ့နော်အဲဒီတောင်ပေါ်မှာရှိတဲ့ဖုံးကြောင်းမှာသတင်းသုံးတဲ့ရဟန်းတန်ခါဆိုတာကအဲ့မရေတွက်နိုင်တော့ဘူးပေါ့နော်တပားမှာပေါ့နော်တလာ ပြပြအထိနေထိုင်ွားတယ်ဆိုတာကမရှိဘူးတဲ့ခဏပဲပေါ့နော်လာပြီးတော့ပြန်ပြန်ပြီးတော့ွားကြတယ်တဲ့ပြောမယ်ဆိုလို့ရှိရင်ယာယီတပါအာចောင်းဆောင်လေးတွေပုံစံမျိုးတော့ဖြစ်နေတယ်ပေါ့နော်ဟိုအင်ကတော့ဒီတောင်ပေါ်မှာဆရာတော်ကြီးတပါဒင်းသုံးနေထိုင်နေပေါ့နော်အခုမြင်တွေ့နေရတဲ့အခိုင်အမာနဲ့ဆောက်လုပ်ထားတဲ့ចောင်းနေရဆိုလို့ရှိရင်အဲ့ဒီဆရာတော်ကြီးဆောက်လုပ်ခဲ့တဲ့ចောင်းနေလို့သိရတယ်ဆရာတော်ဖျားကြီးကလည်းအဲနော်နောက်ပိုင်းမှာကျမ်းမာရေးမကောင်းတော့ပြန်လုံတော်မှုသွားတဲ့အခါကျတော့ဒီเจ้าမှာလာရောက်ပြီးတော့တင်းတုံးတဲ့ကိုတော်တွေရာဆိုလို့ရှိရင်ကြကြတင်းမတုံးနိုင်ဘူးတဲ့ ဒီတောင်ပေါ်မှာထူးဆန်းတာတစ်ခုရှိတယ်ပေါ့နော်ဒီတောင်ပေါ်မှာရှိတဲ့တဘာကျောင်းဆောင်တွေရဲ့ပတ်ဝန်းကျင်တွေမှာဆိုလို့ရှိရင်ဒီအမိုက်တရိုက်တွေမရှိဘူးပေါ့နော်ဒီမှာဆိုရင်ဒင်းတုံးတဲ့ဖုန်းကြီးဆိုတာလည်းတဘာမှမရှိဘူးတစ်ခါတလေကြာမှပေါ့နော်ဒီတောရစောက်တည်ကျင်တဲ့အေးစေးလာရောက်ပြီးတော့နေလှည့်ပြီးတော့တရားထိုင်တဲ့ယဟန်းလေးလောက်ပဲလာရောက်ပြီးတော့တရားထိုင်လာရှိတယ်ပေါ့နော်ဒါပေမဲ့ထူးဆန်းချက်ကဒီတဘာကျောင်းဆောင်တွေရဲ့ဝန်ထဲမှာဆိုလို့ရှိရင်ဒီအမိုက်တရိုက်ဆိုတာကမရှိတလောက်ပဲပေါ့နော်တော်တော်လေးကိုမှတက်ရရလေးလေးတွေ့ရတယ်တဲ့ မိသူတူတယောက်မှာပေါ့နော်ဒီပေါ်တက်ပြီးတော့လာရောက်ပြီးတော့လှဲကျင်းထားခြင်းလည်းမရှိဘဲနဲ့ပေါ့နော်အမြဲတမ်းအဲ့လိုပဲကြောင်လက်နေတာကိုတွေ့မြင်ရတယ်ဆိုပြီးတော့လည်းပေါ့နော်ဒီဒေသခံတွေရဲ့ဒီပြောပြချက်အရာလည်းသိရှိရပါတယ်အားလုံးကိုမြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်ဒီကြောင်ပတ်ဝန်းကျင်တွေမှာဆိုလို့ရှိရင်တော်တော်များများများပြောင်လက်နေတာကိုမြင်တွေ့ရတယ်ဗျအမိုက်တွေအရင်ပွနေတာကိုမတွေ့ရဘူးပေါ့နော်ဒီတဘာအကြောင်းဆောင်လေးဆိုရင်လည်းတကယ်ကိုမအေးကျန်းနေဗျဆိုလာမီလေးလည်းတက်ထားသေးတယ် ဒီဘက်ကချောင်းပုံစံမျိုးပြဒီချောင်းကမိုးကြီးမယ်ဆိုလို့ရှိရင်တော့ဒီမှာရေရနိုင်တဲ့အနေအထားမှာရှိတယ်နော်တောရကြောင်လေးကိုအေးစေလာရောက်ပြီးတော့သတင်းသုံးနေတဲ့လူပဲဖြစ်ဖြစ်ရဟန်းပဲဖြစ်ဖြစ်တကယ်ကိုမှဒီနေရာကတင့်တော်တဲ့နေရာလေးလေးပေါ့နော်ဟိုးအရှိမလည်းတဘာကြောင်ဆောင်လေးတွေအများကြီးရှိသေးတယ်ဗျဒီတဘာကြောင်ဆောင်လေးအားလုံးမှာတဘာမှမဖုံးကြီးနေမရှိတဲ့ခါကြတော့လေပြင်းချောက်ချောက်ကြီးပေါ့နော် ဒီလမ်းလေးอ่ะဆိုလို့ရှင်ဒါလှိုင်ကူတဲကိုသွားတယ်လမ်းပေါ့เนาะအဲ့ဒီလှိုင်ကူတဲမှာလည်းဘောနောဖုန်းကြီးနေသတင်းသုံးလို့ရအောင်အရင်ဒီမှာသတင်းသုံးပါတယ်ဆရာတော်ဖျားကြီးဆောက်လုပ်ထားတဲ့လှိုင်ကူလေးတွေလည်းရှိတယ်လှိုင်ကူကတော့တဘာဝလှိုင်ကူပေါ့เนาะအဲ့ဒီလှိုင်ကူမှအထဲမှာထပ်မံမုံမှန်ထားတာဗျာပြန်ကျွန်တော်အဲ့ဒီလှိုင်ကူလေးကိုလိုက်ပို့မယ်ပေါ့နော်ဝင်ပြမယ်လောလောဆယ်တော့ဒီအပေါ်မှာရှိတဲ့တဘာအကြောင်းဆောင်လေးတွေကိုအနှံ့ကျွန်တော်လိုက်ပြီးတော့နှောင်းရမေးစစ်တွေကိုရိုက်ပြပါမယ် အဲပြကျင်တဲ့အဓိကအချက်ကတော့ဗောနော်ဒီကဲဟိုမှာအေဂျင့်နဲ့ပြီးတော့တဘာဝပတ်ဝန်းကျင်လေးတွေနဲ့အရင် live ဖတ်တယ်ဆိုတာလေးကိုခန်းစားလို့ရအောင်ကျွန်တော်လိုက်ပြီးတော့ပြကျင်မဲ့ဖြစ်ပါတယ်ဒီအကြောင်းဆောင်လေးကိုကြည့်လိုက်အောင်နော်တကယ်ဟိုမှာတဘာဝတရားကြီးနဲ့ပနာအရင်ရတယ်ဗောနော်ပတ်ဝန်းကျင်မှာဆိုရင်လည်းနွယ်ပင်တစ်ပင်လေးနဲ့ကြားလေးတွေမှာတဘာအကြောင်းဆောင်လေးစောက်ထားတာတကယ်ဟိုမှာအေဂျင့်လေဗောနော်ဖုန်းဝင်ပြီးတော့ဒီမှာလောင်မှာပဲသတင်းသုံးကျင်တဲ့စိတ်တောင်ပောက်သွားတယ်။သွားပြီးတော့အမှသတင်းသုံးထရမယ်နော်။တရားအားထုတ်ရမယ်။ရှယ်ပဲ။ တောင်ရတောင်ရတမာတိမရှိရဲ့အဲဝါနုရဲ့ဘုံကြီးတန်ကဆိုလို့ရှင်တော့နေလို့မရဘူးလို့တော့သိရတယ်အမှန်ဆိုနေမြေကကျန်းနေပေါ့နော်ဒီနေမြေကဆိုလို့ရှင်ဒါဟိုကြက်တွေနေမြေလို့ပြောလို့ရတယ်ပေါ့နော်မြန်မာဝါခလာနဲ့ပြောမယ်ဆိုလို့ရှင်တော့တကယ်ဥမအေဂျင့်တွေကြီးစက်မအောင်တကွင်းကြီးမှာဆိုရင်လည်းစိမ့်ဆိုပြီးတော့တပင်တွေပင်လေးတွေနဲ့ဒါကတော့ ရေချိုးခန်းအိနာခန်းဗျဒီအေးဒီတောင်မှာပေါ့နော်ပထမဆုံးသတင်းသုံးပါတယ်ဆရာတော်ဘုရားကြီးလက်ထက်မှာတော်တော်လေးဟိုမှာစီကားကားရှိမယ်လို့တော့ယူဆမိတယ်ဗျဒီပတ်ဝန်းကျင်နေထားကိုကြည့်ရပုံရဆိုရင်ပေါ့နော်ဆောက်လုပ်ထားတဲ့အဆောက်အဦတွေကိုကြည့်ပြီးတော့သုံးတက်တာပေါ့နော်ကြောက်ဆောင်ကြောက်တုံးနေနဲ့လူသူကင်းမဲ့ပြီးတော့အေဂျင့်နဲ့နေရာဆိုဒီနေရာလေးနေမယ်ကဲကျွန်တော်တို့ ဒီလှိုင်ကူတဲ့ကိုဝင်ကြည့်ကြမယ်ပေါ့နော်လှိုင်ကူကတော့တဘာဝလှိုင်ကူပဲဗျအဲဒီထဲမှာဆိုလို့ရှင်ပြထဲမှာဆိုဒီကြောက်မှာသင်းသုံးသွားတယ်ဆရာတော်ဖျားကြီးဝင်ပြီးတော့ပေါ့နော်ဒါတရားအားထုတ်ပြီးတော့သင်းသုံးတဲ့နေရာလေးပဲဖြစ်ပါတယ်တိုင်ကတော့အဲကွန်တက်စရာမလိုဘူးပေါ့နော်ဝင်ဝါးနားနဲ့ရောက်တာနဲ့အေးအေးတက်ကိုရတယ်အေးနေတာပဲ ဒီတော့မှပထမဆုံးသတင်းသုံးပါတယ်စာတော်ဖျားကြီးကတိတိချာချာအခိုင်အမာကိုလက်ကိုလှုပ်သွားတာပေါ့နော်တကယ်တော့အာထုံးမဲ့နေရဘူးချေကိုလှုပ်ထားတာလကူမတော့အကြောင်းတိတ်ဆိတ်တယ်လှိုင်ကိုလည်းဝင်ပြီးတော့တရားဝင်ထိုင်တော့ပို့ပြီးတော့တိတ်ဆိတ်တာပေါ့နော်ဘာသဲမှတော့ကြားမှာမဟုတ်ဘူး ဒါကတော့ဂူအွားနေပြီးအောက်ကိုဆင်းတဲ့လှေကားကိုလည်းအခါရမှာလှုပ်ထားတယ်။တရားထိုင်နေတဲ့တခါလေးတွေမှာကျင်းဆက်လို့ရအောင်ကတင်လေးတွေလှုပ်ထားတယ်ပေါ့နော်။အင်းတော်တော်လေးကမှစနစ်တကျနဲ့လက်ခက်လေးလှုပ်ထားတာနေချင်းစပွဲလေးနော်။အထဲမှာတော့အေးနေတာပဲဗျ။ကြောက်သားလိုင်ကိုဖြစ်တဲ့အခါကျတော့အေးနေတာပဲ။အဲဒီမှာလည်းရေးတွေပါတွေတုံးလို့ရအောင်မလှုပ်ထားလား။ရေးထွက်မြောင်းနေနဲ့ရှည်ပဲနော်။ ရေကတော့ဒီတောင်ကြရေကိုခံပြီးတော့ပြန်လဲပြီးတော့ဒီအဲ့ရပြီးတော့မျှပြီးတော့ပြန်သုံးတယ်လို့ထင်တယ်ဗျကျွန်တော်ကတော့อืมအမေဟောအပေါက်ကြီးဒီပေါက်ကြီးကတော့ပေါ်မှာဘာမှမရှိတော့ဘူးလိုင်းကိုဝါဝကြည့်လိုက်တဘာဝအတိုင်းဖြစ်နေတာဗောနော်လုံးဝကိုမှမိုက်တယ် တရားထိုင်တာမထိုင်တာအသာထားအထဲဝင်ပြီးတော့ညမာပြီးမှဆလို့ချင်းဘုံခုချင်းအတွက်ရှယ်ပဲငရေတွေတော့ကြီးကုန်တော့မယ်ကတော့ကတော့ဒီစားတင်ပေးခဲ့မယ်အဲဟိုးမှာလည်းတဘာကြောင်းဆောင်လေးတွေခြည်သေးတယ်ဗျာအပတ်ကိုလည်းတစ်ချက်တော့ကျွန်တော်တို့သွားကြည့်အောင်ပေါ့နော်ဟိုမှာမြင်တွေ့နေရတဲ့ဘုံပြာကြီးတွေကတော့ဒီတဘာကြောင်းဆောင်လေးတွေကိုပြန်ပြီးတော့ရေမျှသုံးတာပေါ့နော်မိုးရေခံပြီးတော့ပိုင်းနဲ့ပြန်လှုပ်ပြီးတော့သုံးတာ ီတပားအကြောင်းဆောင်ပါဆိုလို့ရှင်တက်သားနဲ့လှုပ်ထားတာတော်တော်လောင်ဆွေးမိနေပြီပေါ့နော်အောက်ခြေတွေဆိုရှားနေလောင်ကိုက်နေဟာဒီမှာဒီမှာတော်တော်ဆွေးနေပါပြီတပားအကြောင်းဆောင်အပေါ်တက်ရင်ပြိုကြမဲ့အနေထားပဲဒီတော့နေချင်းစပွဲလေးလေးဗျာအော်ဒီကြောက်တုံးနေရဲ့အပေါ်မှာဟိုမှာတပားအကြောင်းဆောင်နေရှိသေးတယ်ဗျာအဲ့ဟုတ်လဲအချက်တော့ကျွန်တော်တို့တွားကြည့်လိုက်အောင် မလှေကတော့ရှိတယ်ဗျာလှေကတော့တက်လို့မရဘူးဆွေးမြည်ပြီးတော့ကြိုးကျင်းတယ်အသုံးမပြုတော့တဲ့အခါကျတော့ဒီဘက်ကနေပြီးတော့ကျွန်တော်တို့ပတ်ပြီးတော့တက်မယ်ပေါ့နော်တပားအကြောင်းဆောင်ဟာကြောက်တုံးလေးအပေါ်မှာတည်ထားတဲ့အခါကျတော့အမိုက်တရိုက်တွေကအော်တိုပြောင်းရက်သားဖြစ်နေတာပေါ့နော်အောက်ကကြောက်သားဖြစ်တဲ့အခါကျတော့အပေါ်ကကြွေကြတဲ့တိရွက်တွေကလေနဲ့ကျတော့ကတ်မနေတော့ဘဲနဲ့ အနှိမ်ဘက်ကိုလွင့်ကုန်တော့အမြဲတမ်းပြအောင်နေလူလဲထားသလိုမျိုးဖြစ်နေတယ်ဒီလိုလဲဖြစ်နိုင်တယ်နော်အမိုက်တွေမရှိတဲ့အကြောင်းရင်းကိုပြောပြတာတတုံးနဲ့ပြီပြောင်းတာပဲလမ်းလေးတွေကြည့်ပါဦးโอเคโอเคဖုံးကြီးတွေဘာမှမရှိတဲ့အခါကြတော့လေအထီးကျန်တယ်ဗောနော်အားကြောင်းဆောင်လေးလေးအေးကျန်လိုက်တာ ကဲညမာပြီကဖုန်းဖုန်းတို့ဒီမှာလာရောက်ပြီးတော့တင်းသုံးလို့ရတယ်ဗောနော်ဖေယဖေယအားလုံးဖူးမြော်ကြပါဒေါန်းတောင်နေပြဟိုကဒီကြောက်တောင်ရဲ့ဟိုအနေပြန်ထဲမှာလဲဂူတကူရှိသေးတယ်ဗျအဲ့ဒီမှာလဲဖေယတွေရှိရပါဘောနော်အဲ့ဟိုကျွန်တော်လိုက်ပြီးတော့ပို့ပါမယ်မြင်တွေ့တဲ့အတိုင်းပဲဗောနော်လမ်းလေးတွေကတော့တာရရတယ်ပြောင်းနေတာပဲ ဟိုအောင်မှာမြင်တွေ့နေရတာတဘာအကြောင်းဆောင်အပြက်ကြီးဒီနေရာဆိုတော်တော်လေးဟိုမှာဟောင်းတွဲကုန်ပြီပေါ့နော်သင်္ကန်းစုပ်ကြီးဒီတော့အကြောင်းကတကယ်ကိုမှနှမျောစရာကြီးနော်တော်တော်နှမျောဖို့ကောင်းတယ်ဘယ်ဟာမှမတီမြဲဘူးဆိုတာဒါကိုပြောတာတချိန်ကတော့ဒီမှာလဲစီကားခဲ့တာပဲပေါ့နော် ကူကြော်လဲပြင်းစရာကြီးတတိဆေဆေအေးကြံကြိုက်တဲ့လူတွေအတွက်ကတော့ဒါတော့နိဗ္ဗာန်ဘုံပေါ့ဗျာဖရားတွေအများကြီးရှိပါတယ်အားလုံးဖူးမြော်ကြပါခင်ဗျာဖရားစင်တုတော်တွေတက်ပယ်နော်လိုင်ဦးထဲမှာပြောင်းနေရောပဲ အဲမတိမိုင်းပုံးဆရာတော်နဲ့တော့မှဆင်သေးရဲ့နော်ဓပုံတွေကကိုတော့တကယ်ဥမာတက်ပဲ့တယ်ဗျာအေးတဲ့အေးချမ်းတယ်ဒီမုဒဟံမြို့နယ်ထဲမှာဆိုလို့ရှိရင်အဲတွန့်ပစ်ထားတဲ့တောရဖုံကြီးเจ้าနေတော်တော်များများရှိရယ်ပေါ့เนา လူတွေတော်တော်များများကလည်းတချို့စီကားတဲ့နေရာလေးပဲရိုက်ကူးပြသတာတွေအများကြီးတယ်။အကြောင်းမလို့ကျွန်တော်အခုလိုမျိုးထူးထူးဆက်ဆန်းလူအရောက်ပေါက်နေတဲ့နေရာလေးတွေကိုကျွန်တော်ရှာဖွေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုတင်ပြခြင်းနဲ့ဖြစ်ပါတယ်။အခုကျွန်တော်ရောက်ရှိနေတဲ့ယွာမီကတော့ခန်အမွန်ယွာဖြစ်ပါတယ်။ဘုဒ္ဓဟံမြို့နယ်ထဲမှာပဲပေါ့နော်။ဟုတ်ကဲ့ပါ။ကျွန်တော်ဒီနေ့ရိုက်ကူးမှုလေးကိုတော့ဒီနေ့ရနာလိုက်ပါမယ်ပေါ့နော်။ကျွန်တော်ရဲ့ ဒီဗီဒီယိုလေးကိုလည်းစုံထည့်အောင် like ပါကြည့်ရှုအားပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ရက်များမှာလည်းတခြားစိတ်ဝင်စားစရာကောင်းတဲ့နေရာလေးတွေကိုလည်းရှာဖွေရကူးတင်ပြအောင်မှဖြစ်လို့အားလုံးပဲစောင့်မျှော်အားပေးကြဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာ။အားပေးတဲ့တယောက်စီတိုင်းအသက်စီကျန်းမှာစစ်ချမ်းသာပြီးတော့လိုရင်ဆန္ဒတွေလည်းပြေဝကြပါစေခင်ဗျာ။